မာရီယိုလဲလန်းစစ်တဟာရဆောက်ဖွင့်တာ1980ပြန်ညီမလေးအဲ့ဒါဆိုကြာပြီပေါ့နှစ်ပေါင်း90ကျော်ပြီပေါ့1980ဆိုတပွဲတက်မှတ်ပေါ့ညီမလေးတပွဲတက်မှတ်ခေတ်ကနေဆိုင်အောင်တာပေါ့စားသုံးသူကတမွေးတုတ်စားခြင်းနဲ့မာရီယိုတုတ်ပြီးတယ်အာလူးတုတ်စားခြင်းနဲ့တုတ်ပြီးတယ်ပဲမောက်တုတ်စားခြင်းနဲ့တုတ်ပြီးတာဆိုဘန်းထဲမှာခင်းချင်းလာတဲ့ဟာအကုန်ပေါ့ ခါသုံးသူအကြအကုန်သုတ်ပေးလိုက်တာပေါ့ခါသုံးသူကအင်ဘက်ကလေးနဲ့ထည့်ပေးပါဆိုမိုက်တော့ပကံပြားပေါ်မှာအင်ဘက်ကလေးတင်လိုက်ပြီးတော့မှအတုတ်ကလေးထည့်ပေးလိုက်တာပေါ့ချွတ်စားသုံးသူကြောင့်လည်းပကံနဲ့စားမယ်ဆိုမိုက်တော့ပကံလေးထဲမှာပဲထည့်ပြီးကွဲပြင်းပေးလိုက်ရတာပေါ့အင်ဘက်ထဲမှာထည့်ထားတဲ့အတုတ်အနေထားကလေဒါပလတ်စတစ်နဲ့ထည့်ထားတယ်မတူပစ္စည်းကကြာရှည်ခံတယ်ညီမလေးရဲ့သူကအရွက်ကထိန်းထားလို့သဘောမျိုးပေါ့နော်ဘာမှမလုပ်နိုင်တော့မေမေတို့ជីជីတို့လက်ဆင့်ကန်နေမေမေတို့ជីជីတို့မလုပ်နိုင်တဲ့ခါကျရင်အမားတို့လက်ဆင့်ပြန်ကန်မှာအမားတို့တော့ဘယ်တော့မှမဖြောက်ဖြောက်ဘူးညီမလေးဘယ်စီးပွားရေးဘယ်လိုပဲကောင်းကောင်းဘယ်လုပ်ပဲကောင်းကောင်းအမားတို့ကဒီဇိုင်းတွေအမြဲတမ်းပဲအမြဲတမ်းတတ်ထဆုံးလုပ်သွားမှာညီမလေး ဒါကတော့အမတို့လဲလဲစီတဟာရပေါ့နော်။သူကတော့ဆိုင်ခွဲနှစ်၊နှိုင်းစေးယုံကြီးရဲ့မှာရှိပါတယ်။ဟုတ်ဖွင့်နာကတော့ဆယ်လလောက်ပဲရှိပါသေးတယ်ညီမလေး။ဆိုင်ခွဲကညီမလေးသုံးဆိုင်ရှိတယ်။မအားရပထမပင်းရင်ဆိုင်ရကြတော့လဲလဲစီတဟာရမှာရှိတယ်။လဲလဲစီယုံကြီးရဲ့မှာပေါ့တဟာရနာမည်လည်းရှိတယ်။ဆိုင်နံပါတ်2ကတော့နှိုင်းစေးယုံကြီးရဲ့မှာရှိတယ်။ဆိုင်နံပါတ်3ကတော့တောင်းပလာပြည်သာစေးယုံကြီးမှာရှိတယ်။သူကတော့မြေစုစားပွဲဆိုလဲလဲစီတဟာရနဲ့ပဲရှိတယ်နော်ညီမလေး။မအားရလဲလဲစီတဟာရစောက်ဖွင့်တာ1980တည်းကညီမလေး။ ဲ့ဒါဆိုကြာပြီပေါ့နှစ်ပေါင်း90ကျော်ပြီပေါ့1980ဆိုတပွဲတမတ်ပေါ့ညီမလေးတပွဲတမတ်ခစ်ကန်နေဆာရောက်တာပေါ့တဖြည်းဖြည်းနဲ့ပဲကြာလာတော့လဲဒီလိုပဲစီးတက်လာတာပေါ့နော်အခုဆိုကုန်စင်လုံးလဲဆိုတော့တပွဲ2000မှာပဲညီမလေးတုံးဆောင်တပွဲဆို2000ရှိမယ်နန်းကြီးတုံးဆို2500 3000ရှိမယ်အုံနုတ်ခေါက်ဆွဲ1500 2000ရှိမယ်အစားစားတော့ရှိတာပေါ့ရခိုင်သမွေးတုံးရှိမယ်ရှောက်တီးတုံးရှိမယ်အဆုံရတယ်ညီမလေး မတို့ရဲ့ signature အကောင်းဆုံးကတော့ပင်လိုက်ဆန်အဆုံးသုတ်ပွဲညီမလေးအဲပင်လိုက်ဆန်အဆုံးသုတ်ကတော့ဒါအစားများတယ်စားသုံးသူပိုကြိုက်တယ်ပေါ့နော်ပင်လိုက်ဆန်အဆုံးသုတ်ကြိုက်မယ်အုံလို့ခေါက်သေးကြိုက်မယ်နန်းကြီးတုတ်ရှိတောင်တုတ်အဲ့လာကြီးတော့ပိုစားများကြတာပေါ့စားသုံးသူကြိုက်ကိုကတုတ်ပေးတာဖြစ်တယ်ဆိုရယ်စားသုံးသူကသမုတ်တုတ်စားခြင်းနဲ့မတို့ကတုတ်ပေးတယ်အာသုတုတ်စားခြင်းနဲ့တုတ်ပေးတယ်ပဲမောက်တုတ်စားခြင်းနဲ့တုတ်ပေးရဆိုတော့ဘန်းထဲမှာခင်းချင်းထားတဲ့ဟာအကုန်ပေါ့ ားတုံးသူအကြိုက်အကုန်တုတ်ပေးလိုက်တာပေါ့ပစ္စည်းကိုမှရှိသေးရဆိုတော့မိုက်ကျော်တုတ်ပေးရညီမလေးစားသူတွေကပဲမို့မင်းများကြိုက်တယ်တချို့ကြတော့ရည်သီးဆက်တာကြောက်တယ်ပေါ့အဲ့လိုမျိုးကြတယ်အငန်ကြောက်တယ်အချင်းကြောက်တယ်အဲ့တော့စားစားတုံးဘော်ဘူတီဗီအန်ဒီကအတိုးလျှော့လုပ်ပြီးတုတ်ပေးရ အင်ပယ်လေးရကြတော့မိုင်းတို့ကလေပုံမဲ့အိဟိုအရင်တော့ကတော့မိုင်းတို့ငငယ်တော့ဟောပေါ့မိုင်းတို့မမွေးခင်ရပေါ့ညီမလေးထောင်ခွက်90ဆိုမိုင်းတို့လည်းမမွေးသေးဘူးလေနော်အဲ့တော့ဖောပါတို့တစ်ထက်တုန်းကဆိုရင်ဒီ plastic 80ဆိုတာမရှိသေးဘူးလေမရှိသေးတဲ့အခါကျတောင်စုံဘက်သုံးမယ်အင်ပယ်သုံးမယ်ဘာဒန်ရွက်သုံးမယ်ပေါ့2021လောက်ကနေဆိုင်မိုင်းတို့ပြန်သုံးတာ online ဈေးကွက်ကိုလည်းမိုင်းတို့2021မှာမြေစုစားပွဲစုံဆိုမိုင်းတို့ online စဖွင့်လိုက်တာအဲ့လိုစဖွင့်ပြီးတော့မိုင်းတို့အင်ပယ်တွေစသုံးလာရင်ညီမလေးထိုင်မှာကျတော့ညီမလေးစသုံးသူအကြိုက်ပေါ့စသုံးသူကအင်ပယ်ကလေးနဲ့ထည့်ပေးပါဆိုမိုင်းတို့ပကံပြားပေါ်မှာအင်ပယ်ကလေးတင်လိုက်ပြီးတော့မှအတုကလေးထည့်ပေးလိုက်တာပေါ့ချူစားသုံးလို့ကြောင်းလည်းပကံနဲ့စားမယ်ဆိုမိုင်းတို့ပကံလေးထဲမှာပဲထည့်ပြီးပွဲပြင်ပေးလိုက်ရတာပေါ့ ပါဆယ်ဆိုလဲ impact လေးနဲ့ထုတ်ပြရညီမလေးဒီဆိုင်ဆိုင်မှာဆိုရင်မကြီးတို့ impact ကုံသွားရင်ဘာသုံးမလဲဆိုတော့သာသုံးကြားများလို့ပဲညီမလေးပါဆယ်တားများလို့ impact ကုံသွားရင်မကြီးတို့ကအဲ့ပေါ်မှာငါပြောပဲကလီခံလိုက်တာပေါ့ကုံသွားတဲ့အခါကျတော့လေအဆင်ပြေသူတွေလုတ်ပြရတာပေါ့နော် impact ထဲမှာထည့်ထားတဲ့အတုပ်အနေထားကလေ plastic နဲ့ထည့်ထားတယ်မတူပစ္စည်းကကြာရှည်ခံတယ်ညီမလေးရဲ့သူကအရွက်ကထိန်းထားလို့သဘောမျိုးပေါ့နော်အဲ့လိုမျိုးဟိုရေကဲတိုင်းမှာထည့်ထားမယ်ထုတ်စားကန်ဒီမှာထုတ်စားရင်အဲ့လားလေပြုတ်ပြောင်းပြောင်းပြုတ်ပြောင်းပြောင်းလေးထွက်လာတယ်ဆက်ပြလိုက် ။နင်းကကြတော့အလီတို့ကကျွတ်လွဲ့ရဲ့မှုရဲ့ဘူးကြီးရဲ့နောက်ပဲပေါ်တူပါလေးနည်းနည်းမေးလေးအဲ့လိုထည့်ပေးတယ်တမီး။စုံသွားတာပေါ့။ကျွတ်လွဲ့မှုစားခြင်းရဖြစ်လူတွေအသက်ရှူကောင်းတယ်။ကိုယ်တည်းနှလုံးလည်းကောင်းတယ်ဆိုပြီးအဲ့လိုလူတွေကိုအန်ဒီကစေတနာထားရတာပေါ့။ကျမ်းမာရေးအတွက်ဒါကတော့ဒီဘာပဲစားစားဟိုအဆုံတုတ်စားစားခေါက်သက်တုတ်စားစားပြင်ကြောင်းမပါတယ်ပဲမုံပေါ့။ပစ္စည်းအဆုံပေါ့တမီး။အတုတ်တိုင်းကိုထည့်တယ်တမီး။ဟဲ့အဲ့ဒါမပူစားကောင်းတာပူစားကောင်းတာဗောတမီပူစားကောင်းတာဘာကြောင့်လဲဆိုအတိကဗမာတုတ်ဖြစ်နေလို့ဗမာတုတ်စုံတုတ် အဲ့လိုဖြစ်နေတယ်။တချို့ဆိုရင်တော့တရုတ်တုတ်ဆိုရင်တော့ဂျာတန်ခေါက်ဆွဲအချင်းဆန်းဒါကတော့တရုတ်တုတ်ပေါ့အဲ့လိုတုတ်အန်တီရောကြတော့ဗမာတုတ်ဒါမိဘလက်ထက်တည်းကတုတ်လာတဲ့အစုံဗမာတုတ်ဆိုတာဒါလှုပ်လဲရှုပ်တယ်စားလို့လည်းကောင်းတယ်။ဒါကြောင့်ရောင်းသူတွေလည်းရှားသွားပြီတမီးရောင်းတဲ့လူတွေမရှိကြတော့လှုပ်ရှုပ်တယ်ပစ္စည်းတွေလည်းဈေးကြီးတယ်နော်အဲ့လိုမျိုးမရောင်းကြတော့ဗမာတုတ်စစ်စစ်ပေါ့တမီးဒီကအတက်ပေါ်ညီမလေးအတုတ်တပွဲမှာဗာရေးချင်းဆိုစီချက်နဲ့အချင်းနဲ့လေ ငပြိုင်ကြီးလဲပါတာပေါ့။ဘာလို့အချင်းဆိုလို့ရှိရင်ဒါအိမ်အိမ်ကနေပြီးတော့ဖိုင်သုံးဆိုင်ကိုခွဲထည့်ပေးလိုက်တာ။အဲဒီဆိုင်ရဲ့တပုံးတပုံးအဲသုံးပုံးသုံးပုံးတခါတည်းကြိုတာကြိုပြီးတောင်တပုံးစီပါပြီးတော့ခွဲပေးလိုက်တာ။ခွဲပေးပြီးတော့ပေါ့နော်ဒီဘက်ဆိုင်ရောက်တော့မှအပြည့်အကျဲတွေကိုရောင်းနေသူပါပြန်ပြီးတော့ပြန်ချိန်တာပေါ့။အဲ့လိုချိန်နေစီကျဲလည်းအဲ့လိုပဲ။အဲ့တော့ခွဲချမ်းကိုစီတက်ထားတာရိုးရိုးဟင်းချမ်းမုန်းနဲ့စီတက်ထားတာမဟုတ်ဘူးခွဲချမ်းစီတက်ထားတာရှိမယ်ကျက်သွုံဖြူနဲ့စီတက်ထားတာရှိမယ် နှစ်မျိုးရှိရပါဘူးဒီမှာလေငပြိုင်ရလဲဟိုးညင်တဲ့သုံးနေတာဘဘွားတော့လက်ထက်ကသုံးတယ်ငပြိုင်ပဲမကြီးတော့အခုထက်တိသုံးတာပဲအချင်းကြတော့လဲအဲ့လိုမကြီးတိထဲ့တယ်ထင်းရထဲ့တယ်ထင်းရကတော့နည်းနည်းလေးထဲ့ရတယ်တမီးရဲ့ဟိုလာတဲ့အချင်းကအရင်အချင်းစူးတယ်လေစူးတဲ့ခါကနေရာတွေရတီလည်းဖြစ်ပြန်တော့ထင်းရလေးနည်းနည်းလေးထဲ့တယ်များတော့ပြသူ့မှာရှိတဲ့ဟာကတော့မကြီးတိများတော့များဆုံးပါတယ် တရားမှာ90ရာခိုင်နှုန်းမကြီးသေးတဲ့တမီးဒါမီသားစုလုပ်ငန်းပေါ့ဒီဒီပေါ့ဒီအတုံးတွေပဲမိုင်းလို့ပညာရေးတက်လာတာပဲစီပွားရေးလည်းအဆင်ပြေတာပဲဒီတော့ကဒါမိုင်းလို့ကျေးဇူးရှင်ပေါ့နှစ်ပေါင်း1980ဆိုညီမလေးခုပဲ2025ဆိုတော့တို့နှစ်50 55နှစ်ကျော်ပေါ့55နှစ်တက်တန်းရှိပြီပေါ့ညီမလေးရဲ့ဖွားလက်ထက်ကနေဝေမေတို့လက်ဆင့်ကန်လာပေါ့မဆင်တို့လက်ဆင့်ကန်လာတယ်အဲ့ဖွားမလုပ်နိုင်တော့မေမေတို့ជីជីတို့လက်ဆင့်ကန်တယ်မေမေတို့ជីជីတို့မလုပ်နိုင်တဲ့ခါကျအမားတို့လက်ဆင့်ပြန်ကန်မှာအမားတို့တော့ဘယ်တော့မှမဖြောက်ဖြောက်ဘူးညီမလေးဘယ်စီပွားရေးဘယ်လိုပဲကောင်းကောင်းဘယ်လုပ်ပဲကောင်းကောင်းအမားတို့ကဒီဇိုင်းတွေအမြဲတမ်းပဲ အမြဲတမ်းတတ်ထဆုံးလို့သွားမှညီမလေးအမမလုပ်နိုင်တဲ့ခါကျတော့လေအမလက်စကယ်မင်းတောင်ပြုတ်ထက်လွဲမှာပေါ့နော်။ဟိုဒီတော့ကပင်မန်းနေဆိုမပင်မန်းနေလို့ခေါ်တယ်ဆိုပေမဲ့လေစိတ်ထက်တော့မပင်မန်းဘူးပေါ့ညီမလေးကိုသဘောချတဲ့အလုပ်ကိုရှင်းလို့ပြောပါမဆီရောင်းတော့ဝန်တာပါတယ်ရှင်းသွင်းပြောရမဆီရောင်းတော့ဝန်တာပါတယ်နာပါပြောရပြောရအမစားသူတွေကိုကြိုက်စားသူတွေအဆင်မပြေဖြစ်သွားမလားစားသူတွေဘာလို့ရမလဲအမအဲ့လိုမျိုးလိုက်ကြည့်တာပေါ့နော်အဲ့တော့ဒီအရောအသက်သက်ဆုံးမတို့ကလုတ်သွားမှာပဲခိုင်ခွဲတုံးမှုစလုံးမှာဝန်ထမ်းအောင်မတို့မတုတ်ခိုင်း ဖိုင်ရှင်နေကိုယ်တိုင်တုတ်တာဝင်တန်းနေရဘာလုပ်အောင်လဲဆိုတော့အမတို့ပကန်ဆေးနေဟိယူထဲလောက်ပဲအမတို့ကဒီအတုံးနဲ့ဆက်ဆက်ပစ္စည်းကြအမတို့ဝင်အမတို့မိသားစုတွေပဲအကုန်လုံးကြတာအမတို့တောင်မကန်ခိုင်းဘူးပေါ့နော်အဲဆိုစားသုံးလူပေါ်ကြသွားရင်အဆင်မပြေဖြစ်သွားတာရှိမှာစလို့လေအဲအမတို့ quality ကိုလည်းထိန်းထားတယ်ညီမလေးမပုံမှန်ပေါ့တနေ့ကိုဒီနေ့ဘယ်လောက်ရောင်းမယ်လို့ပုံမှန်တတ်မှတ်တာပုံမှန်ပဲအမတို့အဲ့ပုံမှန်အမတို့ထပ်မယူဘူးကို ကိုလင်းမင်းနဲ့ကိုပဲအော်ရမိုင်းတော့မတို့တရက်ကြိုပြီးမှပြီပါတော့ဘုကင်တင်ခိုင်းတာပေါ့နော်ဘာလို့ဆိုဟိုနေချင်းပြီးကြတော့မတို့အဆင်မပြေဘူးပေါ့အဲ့ပွဲကိုသွားပြင်တဲ့ခါကျရင်ကိုချီလာပြီးပုံမှန်စားနေပုံမှန်ဖောက်တဲ့အတွက်ကအဆင်မပြေဖြစ်သွားမှဆိုလို့အရေးကြီးဆုံးကတော့ပုံမှန်ဖောက်တဲ့အရေးကြီးဆုံးပဲလေအော်ရသမားလာလဲမတို့ကြိုဆိုတယ်မတို့ရောင်းရတာဒါပေမဲ့ဟိုပုံမှန်လာတဲ့စားသုံးတွေတော့ကြာနေနေကတိကောင်လေးဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မအမတို့အော်ရမမင်းဆိုတရက်ကြိုပြီးမှပြီပါလို့အခုလည်းနေစေးတဟာယာပင်ရင်ဆိုင်မှာအားပေးတဲ့ကစတမာတွေရောဒီဘက်ကနိုင်စေးယုံကြီးမှာအားပေးတဲ့ကစတမာတွေတောင်းလာပိတာစီမှာအားပေးတဲ့ကစတမာ တွေအားလုံးလည်းမြစ်စုဆိုင်ခွဲသုံးခုစလုံးမှာလာရောက်ပြီးတော့ဗောနထပ်မှန်ပြီးအားပေးဖို့ဖိတ်ခေါ်ပါရယ်အပြည့်နာစာလေးများရှိလို့ရှိရင်လည်းခွင့်လွှတ်ပေးပါနားလည်မှုလေးနဲ့ဗောနော်အားလုံးပဲဒီကနေ့ကျေးဇူးတင်ပါတယ်ရှင်အန်ဒီရောဒီကဆိုလက်ချောင်းလိုက်ကြည့်ရပြီလှိုင်ဈေးရုံကျမှာသူလမ်းမတည်ဆိုရင်ဒီရွှေဆန်းရွှေဆန်းရွှေဆန်းရဲ့ဘေးနားလေးရာစားတော့ဆိုင်တန်းကိုဒီဘနာလေးအတိုင်းဝင်လာပဲဝင်လာပြီးဆိုရင်အန်ဒီလှဲလန်းသေးတဟာရလှဲလန်းသေးတဟာရဆိုင်ခွဲဆိုပြီးရေးထားတယ်တမီးအဲ့ဒီတွေ့အောင်ပေါ့နော်အဲ့ဒီစားသူတွေလည်းအကုန်သိသွားအောင်ပေါ့လာကြပါလို့ ပိတ်ရက်ကတော့လပြည့်လကွယ်15ရက်လပြည့်လကွယ်ပိတ်တယ်တမီး